ဟီယောဝလုံးဘဲမင်္ဂလာညချင်းလေးပါဂျွန်လန်နစ်ကုနှစ်ယန်းနေယန်းငယ်နေပိုင်အထူးတရီမြောက်ကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြီးစုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တတိယလေးတွေစကြရအောင်ချန်ပီယံမြောက်ပိုင်နောက်ချူမြောက်ကိုစစ်တကာထူးစစ်စင်လာတော့တိတ်ပွေးပင်ထနေပြီးစစ်တပ်မှတီဟာတူရာပွဲရဘူမူချီအမင်းအောင်မှာဒရုန်းဘုံထိမှန်ရွေး အပိနတန်ဒယာယကနေပြီးတော့တောင်းပြန်လေပူဆောင်ကစေကူတနေရကြောင်းဒနုပီတူလမြုပ်ရတမတော် DPLA မှတတင်းထုတ်ပြန်ထားပါတယ်။နောင်ချူကူရတော့မေဆိုစစ်ခွေးလို့ပြီးတွေအခုတော့မင်းတော့ဘူးမှုကြည့်တွေဒိုင်ယာတွေနဲ့ပြန်ကြပြီကွာတနာလိုက်တာကွာကောင်းလိုက်တဲ့တတင်းတော့တတင်းဂျွန်လန်26ရက်နေ့တွေမကွေတိုင်းပခုတ်ခုမြုပ်နေ ကမမြုပ်တွင်ပီတူပိုင်နေအင်များတွင်မှာ ပစ္စည်းများအားလိတ်လံခုယူတင်ဆောင်နေသောစစ်ကောင်စီကနစီကိုပြည်သူကကိုရေးပူပေါင်းတပ်ဖွဲ့ဝင်များကကမ္မမြုပ်တွင်တနေရာတွင်အလစ်အငိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးဖက်မှခုနှစ်ကောင်ခွေးတေဝတ်တီတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပခုတ်ကူ People Defense Force တပ်ဖွဲ့မှတရင်ထောက်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တင်းဂျွန်လန်26ရက်နေ့တွင်ရှမ်ပီနေကရင်နီပီအဆက်ဖေကုံမြုပ်နေ ဆောင်းနန်ခေချေယောကူမီရှုဖြစ်စီနေတော်စစ်တနဲ့ PNOP 20မြောက်ကိုဒရုန်းဖြင့်ဘုံကျဲတခိတ်ခေယာ PNOP 20တပ်ဖွဲ့မှတက်ခွေမှုဘူးကြီးနှုံဆိုင်တေဆုံးပြီးငါးကောင်ထပ်မနေဒဏ်ရာရရှိခေကြောင်းဖေခုံ PDF တပ်ဖွဲ့အမှတ်1000တောက်တိမ်မှတည်င်းထောက်ပြန်ထားပါတယ်ရောက်မှသူတို့ရဲ့ကံအကျိုးဖြစ်ပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့။ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တင်းချောက်နေမည်များအားလုံးတွင် KTV နှင့် Nine Club များပိတ်ရန်ညွှန်ကြားထားကြောင်း KIO KIA ကတင်ထုတ်ပြန်ထားပါသည်အဓိကကမူရစေဝါပါ KTV တို့ Nine Club တို့ဘာတို့မှကအပြောအပါကများနေတယ်လူငယ်တွေလည်းပျက်စီးတာများနေတယ်သူတို့အမေတန်းတုံးနေတာကတော့မူရစေဝါတွေတုံးနေတာတွေ့ရတယ်ဒါကြောင့်ပိတ်လိုက်တာဖြစ်တယ်ဟုဘူမူကြီးနိုဘူကပြောဆိုထားပါသည် ပိတ်တင်ပါတယ်ကျွန်တော်ကတော့လက်ခံပါတယ် gone late day the day not the day စစ်ကောင်စီထံပါတီတီထောင်ခွင့်ရှောက်ထားခဲ့ခြင်းမရှိဘဲရည်တည်နေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့အစည်း NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ချင်ရင်ပြည်သူ့စီဆောင်ပါတီဖြီတုံးလုံးကိုဝင်ရောက်လို့ရတယ်လို့ဖြီတုံးလုံးပါတီဥက္ကဋ္ဌဖာတမတက်တက်ခိုင်ကပြောကြားလိုက်ပါတယ်နေပြည်တော်မှာကျင်းပနေတဲ့ Peace Forum 2025အခမ်းအနားမှာ ဖာတီမာတက်ခိုင်ကပြည်တွင်းမီဒီယာတစ်ခုက မေးမြန်းရမှာအခုလိုထိတွင်းပြောကြားခဲ့တာဖြစ်ပါတယ်။မင်းငယ်အင်တာဗျူးမှာဖာတီမာတက်ခိုင်ကပြောသွားတာဖြစ်ပါတယ်။ NLD ပါတီတွေကိုဖီသုံးလုံးပါတီစီမှာဝင်ခိုင်းတာမတူ ਈ မှာလေ NLD ပါတီတွေရဲ့ခွေးတော်မှဝင်ချင်မှာမဟုတ်ဘူးမင်းတို့စီမှာဝင်တဲ့လူတွေကတော့ခွေးထက်ယူတဲ့ကောင်းတွေပဲဖြစ်မှာအခု NLD တွေမရှိတော့လို့ဘာဝနေတာ NLD စီတုံးကမင်းတို့ကိုဘသူမှမသိဘူးအခုမှလူပလာဝရတယ်ကွာ ဝိမာတာအယောက်ကကြည်ပါအောင်နောက်တရင်မကွေတိုင်းပခုခုမြုံနေအနောက်ချိုင်ကမမြုံအနီးမှာစစ်အုပ်စုရိတ်ခါရင်တန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာမိုက်တီပစ္စည်းတဲ့ဂါတစီကိုတင်းစီရရှိခဲ့တယ်လို့ပြန်ပကဖကတတင်းထုတ်ပြန်ထားပါတယ်ဂျွန်လာတရက်ကတဲ့ကပခုခုမြုံကနဲ့ထွက်လာပြီးပုံမြော့ဖက်ကိုဥတီနေတဲ့စစ်ကားအစီရေတရာကျုံနဲ့အင်အားတထောင်ခန့်ပါစစ်အုပ်စုဟာ ကမ္မမျိုးအနည်းကိုရောက်ရှိနေပြီးယခုရပိုင်ကမ္မမျိုးအစီဖက်နှင့်မြို့ရဲ့အနောက်ဖက်တွေမှာနေစဉ်တိတ်ပွေးဖြစ်ပွားနေတာဖြစ်တယ်လို့မြန်ပကဖာတာဝန်ရှိသူတအူကပြောဆိုထားပါတယ်စစ်တောက်စု CPC ကြောင့်ကကမ္မမျိုးအနောက်ဖက်ကိုရောက်ရှိချိန်မှာတော်လိုင်းရဲ့တပ်ဖွဲ့တွေရဲ့မိုင်းမိတာကြောင့်မိုင်းရှင်းဖို့ယူဆောင်လာတဲ့ကာတစင်ပျက်စီးပြီးလမ်းပေါ်မှာပဲထားခဲ့တယ်လို့ဆိုပါတယ်ကကကမ္မအနောက်ဖက်မှာမိုင်းမိပြီးပြက်လောက်ကြံခဲ့တာ ကမ္မအစိဖက်မှာမိုင်းဆွေတုံးကလည်းအဲ့ဒီကောင်တွေဒေတာထိတာတွေရှိတယ်လို့မြိုင်ပကဖတာဝန်ရှိသူက ပြောဆိုထားပါတယ်။တချင်တီးမှာပဲအဲ့ဒီစစ်အောက်စုစစ်ကြောင်းကစစ်အောက်စုနှအိုတော်လိုင်းရဲတပ်တွေစီကိုလက်နက်နဲ့တကွာအလင်းဝင်ရောက်လာတယ်လို့လည်းမြိုင်ပကဖတာဝန်ရှိသူကပြောဆိုထားပါတယ်။ဒီအကြောင်းကိုပုတ်ကူတော့တီးသွားရင်တော့ဘလောက်ပုတ်ကွေးမလဲကွာ။အခုချင်းတီးပုတ်မြုံမရောက်သေးဘူးလားဘာရင်ဟောင်းအောင်မှာ။ ပြီးတော့မှရောက်မှာမဟုတ်ဘူးကုန်တယ်မလားမှရောက်ရင်တော့မှတရား90လောက်ပဲရောက်မှာကောင်းလိုက်တဲ့တည်နောက်တည်တနင်းတရီတိုင်းပလိုမြုပ်နေကြောက်ကားရွာရှိအချမ်ဖက်စစ်ကောင်စီလက်ပါစီပြောဆိုထိစခန်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကဂျူလာ29ရက်မနက်9နာရီခွဲခတ်မှာစီတင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွဲဖက်မှတုံးကောင်ခွဲတဲ့ဝတ်တေတေဆုံးပြီးတတက်ငါလက်တင်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်။ကျောက်ကကြေးရွာစီစစ်ကောင်စီလက်ပါစီပြောဆိုထိစခန်းကို စင်းနင်းတခေယာစငါမီနီခတ်တာဂျာမင်ခေပီမြောဆိုတီတွေကယောတောပါထွက်ပြီးသွားကြောင်းနဲ့စစ်ခွေအလောင်းတုံလောင်းတွေ့စီခေတေလို့ဖော်ပြထားပါတယ်စငါမီနီနဲ့မြောဆိုတီစခန်းကိုတင်ပိတ်တယ်ဆိုတော့ကောင်းလိုက်တဲ့တတင်းနောက်တတင်းကျုံတို့ကွန်ကရစ်လမ်းပိုင်းကိုပြန်စုမှုရန်စစ်ကောင်စီတပ်များလက်နက်ကြီးပစ်ကူဖြစ်စစ်ကြောင်းထွက်ထူးတော်လေထိခိုက်မှုများရွဲ့ဂျွန်25ရက်နေ့တွင်ဆိုင်ရာတပ်ရင်းများဖက်တောက်တပ်ပြန်ဆောက်သွားသည်ဟု မေပင်တရင်ရမီကပြောဆိုထားပါတယ်အစူပါလမ်းပိုင်းကိုပြီးခဲ့သည့်အပရလကဒေကကဂျင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA မဟာမိတ်ပူပေါင်းတပ်များကတိုက်ခိုက်ထင်းချောက်ဖြတ်တောက်ထားသည့်အတွက်စစ်ကောင်စီကအတွေ့လိုက်ပစ်မစ်ဇိုင်ရိုကတ်ဒုံတရား၂၂နှစ်မမဟောင်ဝေစာအမျိုးများပစ်ကူနှင့်လေကြောင်းဒရုန်းပုံများတုံးပြီးစစ်ကြောင်းထွက်ထူးခဲ့တော်လဲ ယခုတချင်းအပါအဝင်တုံးချင်းတိုင်းတပြန်ဆောက်သွားရသည့်အခြေအနေမျိုးဖြစ်တယ်လို့သိရှိရပါတယ်။သူတော်စကားဆတွေဖက်ကမှတူးလို့မရဘူး။စစ်သားတွေကြတာထိတာပင်အရာရှိတွေပါထိတော့ဂျုံတူခမရ945ဖက်ကိုတကြောင်းနဲ့946တက်ရင်ဖက်ကိုတကြောင်းပြန်ဆုပ်ရတယ်တက်လန်တာပေါ့နော်အေဒီအခြေအနေတော့ဖြစ်နေတယ်ဟုတွန်လှန်ရေးတက်မေပင်စီရဲ့တရင်ရင်မိကပြောဆိုထားပါတယ် ထိခိုက်တေဆုံးမှုများနဲ့တက်ဆုပ်သွားတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တင်ဂျူလန်စကွန်နေယန်နေယန်ညနေပိုင်းအထူတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးမင်းတော်ဟိုင်းတို့ကကဘာနဲ့ရန်တက်ရမယ်အချင်းဖြစ်တယ်လို့ဦးလှိုင်ဝင်းကပြောသွားတဲ့စကားကိုနားဆင်ကြည့်အောင်ကျွန်တော်မြင်တာကတော့ NUG ဒီအေးအေးချီယာကိုလိုက်နေတယ်အေးအေးသွားတဲ့လမ်းကြောင်းအတိုင်းပဲတနိုင်ငံလုံးမှာစစ်သားတွေတွေစုဆောင်နေတယ်တင်တန်းတွေပေးနေတယ်လက်နက်တွေတက်ဆင်နေတယ်အဲစိတ်စည်တွေအိမ်မာတွေတုံးနေရတယ်ပေါ့ เนาะတိုးချဲ့နေတာပေါ့အဲ့တော့ AA ကကျတော့ရခိုင်တခုတည်းရင်ဆိုင်ရတာ NUG ကကျတော့တိုင်း6တိုင်း9တိုင်းလောက်ရင်ဆိုင်ရမှာစကိုင်းမကွေးမန္တလေးရန်ကုန် AA ဗဒီသတင်းသာရီကတော့ခရင်ကလို့ပါလိမ့်မယ်အဲ့ဒီ9တိုင်းကိုသူရင်ဆိုင်ရတော့မှာအဲ့တော့ရန်ကုန်ကိုခရင်ကခွဲယူပေးနိုင်လား AA ဗဒီကိုရခိုင်ကခွဲယူပေးလိုက်ရင်ခွဲယူပေးနိုင်တယ်ဆိုရင် NUG 3တိုင်းကိုပဲလောက်ရမယ်မန္တလေးနန္တလေးပါမယ်နေပြည်တော်ပါမယ်မန္တလေးနေပြည်တော်စကိုင်းမကွေးအဲ့ဒီ၄ခုကို NUG ကပပိုင်နိုင်နိုင်ဂိုင်းတွင်ရမယ် အဲ့ဒါကို ARD ကိုဒါ AA ကခွဲယူပြီးရန်ကုန်ကိုကရင်ကခွဲယူပြီးပေါ့ပြီးတော့စကိုင်းကိုလည်းကချင်ကနည်းထိန်းတာပြီးအဲပြီးတော့မန္တလေးမန္တလေးကို NUG ကထိန်းရမယ်မကွေးကိုလည်းနည်းနည်းဝိုင်းထိန်းရမယ် AA နဲ့ပေါင်းပြီးတော့အဲနေပြည်တော်ကိုကြတော့ကရင်နီနဲ့ပေါင်းပြီးတော့ NUG ကထိန်းရမယ်အဲ့တော့ NUG အဓိကပါရမယ့်နေရာကြီး၄ခုပဲရှိတယ်စကိုင်းမကွေးမန္တလေးနေပြည်တော် ရန်ကုန်ကိုတော့ NUG ကအကောင်းဆုံးမကိုင်းတာအကောင်းဆုံးပဲရန်ကုန်ကိုကရင်ကိုဖြွဲပေးလိုက်ဖို့ကောင်းတယ်။ဘာလို့တာဝန်ခွဲဖို့ယူရမှာ ARD ကို AA ကိုခွဲပေးလိုက်ဖို့ကောင်းတယ်။မကွေးရဲ့တဝက်လောက်ကို AA ကိုခွဲဖို့ကောင်းတယ်။ NUG တကယ်တမ်း focus လုပ်တင်တာကမန္တလေးစကိုင်းနေပြည်တော်ပဲ။အဲ့ဒီထဲမှာမန္တလေးတိုင်းကို NUG က main focus လုပ်တင်တယ်။အော်ပကို sorry ပကိုပါသေးတယ်ပကိုပကိုအော်အဲ့ဒါဒီအားလုံးကို NUG ကို focus လုပ်နေတာ။ပြောချင်တာက NUG သွားနေတဲ့လမ်းကြောင်းဒီအမှန် သူနိုင်တဲ့ဝန်ကိုသူသွားတော့မှာ NUG ဒီမနိုင်ဝန်မထမ်းတော့ဘူးရန်ကုန်ကိုကရင်ကရင်တောင်းပေးလိုက်အေယာဝတီကို NUG ရဲ့အချို့တက်တွေနဲ့ AA ကိုလွှဲပေးလိုက်မကွေးကိုလည်းလွှဲပေးအဓိကကဘကိုးဘကိုးကကျွန်တော်တို့ရှင်းရလိမ့်မယ်ဘကိုးက AA လည်းမလာနိုင်ဘူးအဲ့တော့ဘကိုးရိုးမရင်ဘကိုးရိုးမမှာရှိနေတဲ့တောင်ငူပါညာကွိကွားတွေပေါ့နော်နေပြည်တော်ထိပေါ့ဘကိုးရိုးမကို NUG ကတာဝန်ယူနိုင်ပြီဆိုရင်မင်းအောင်လိုက်ကိုကျွန်တော်တို့ကောင်းကောင်းပညာပေးလို့ရပြီ အဲ့တော့အဲ့လိုမျိုးတွေတာဝန်ခွဲဝေယူထားတဲ့ယူထားရင်တော့ကျွန်တော်တို့ဒီ NUG ဒီတက်တန်းလဲနှုတ်တွေတယ်အင်အားလဲနှုတ်တွေတယ်သင်တန်းတွေလဲတိုက်ပေးနေရတယ်ပြီးအဲ့ပတ်စံတွေအိမ်မှာသုံးနေရတယ်အဲ့တော့ NUG ကအဲ့လူမှုရေးလုပ်ငန်းတွေကိုရှော့ဖို့လိုတယ်မတတ်နိုင်ဘူးကိုမမနိုင်တာလူမှုရေးလုပ်ငန်းတွေကိုဝင်မပါတော့ဘဲနဲ့အုတ်ချုပ်ရေးနဲ့ဒီစစ်ရေးတိုးချဲ့တာကိုအတောင်ယူထားတဲ့ဘကိုးယူမတကြောကိုနိုင်နိုင်နေနေကင်ထွေနိုင်မှုဥယျာဉ်မော်တို့ဥလင်ကွယ်လက်တို့ကဦးစားပေးနေတာ ပြောချင်တာက NUG ဒီသူ့လို့သူလုံနေတယ် NUG ဒီရှင်းရှင်းပြောရရင်ဘကိုးမန္တလေးစကိုင်းစကိုင်းအဲ့လောက်ကိုပဲအာရုံဆိုင်နေတယ်နေပြည်တော်ပေါ့ကျန်တဲ့ဟာတွေကကိုယ့်အကူလုံးကြရတော့မှာရန်ကုန်ဒီကရင်ကိုတာဝန်ပေးရလိမ့်မယ် NUG မနိုင်ဘူးရန်ကုန်ကိုဒါအခုအနေထားရန် NUG ရန်ကုန်မသိမ်းနိုင်ဘူးဗျာဒါအပွင့်လင်းဆုံးပဲရန်ကုန်ကိုကရင်လွှဲရလိမ့်မယ်အဲ့တော့ဒါအရှိတရားပဲဗျာအခုຫນွေဦးဒေါ်လာရေးဒီ NUG ကြောက်ကြီးအောင်မြင်တာမဟုတ်ဘူးဆိုတော့လူတိုင်းသိတယ်ဗျာပြောချင်တာတိုင်းရင်းသားတွေတိုက်နေလို့အများဆုံးနိုင်နေတယ် အဲ့တော့အဲ့ဒါလည်းဘာမှ NUG ကိုအထင်သေးစရာမလိုကြီးဘူးမနေ့တည်းကမှဗျာဘောပင်ဖောင်တင်ကိုင်းတဲ့ចောင်းသားတွေကိုစတိုက်တာလေပတ်စံတပြားမှမရှိပဲစတိုက်တာဒီအနေထားရောက်လာတာကဟိုက NUG ကအရန်တော်တာ NUG ခေါင်းဆောင်တွေရဲ့အမြင်ကျဲမှုတွေတိုင်းသားခေါင်းဆောင်များ ਨੇ တဘောတာကြီးနိုင်လို့ရတာတွေပြီးပြီးတော့ဂျန်စီလူငယ်များရဲ့တော်တော်မှုတွေပေါ့နော်အရန်ရဲရဲမှုတွေတတ်တိရှိမှုတွေကြောင့်ဒီအနေထားကိုရောက်လာတာနောက်ပြည်သူအားလုံးရဲ့ထောက်ခံအားပေးမှုနဲ့အကူအညီပေးမှုကြောင့်ရောက်လာတာ ပွပွလင်းလင်းကျွန်တော်အခုပြောနေသလိုပဲအကုန်လုံးကိုခွဲပေးနေပြီအဲ့ဒီတိုင်းသားတွေကယူရဲဖို့ပဲလိုတယ်ရုပ်ရဲဖို့ပဲလိုတယ်ပြောချင်တာကပြက်ပြက်သားသားနိုင်ငံကိုကျင်ညာပလိုက်ပြီးမှတဆင့်လျှော့ပေးလိုက်ကိုဖက်ဒရယ်ကိုကိုမခွဲထွက်ထွက်ဘူးလို့ကိုကိုကိုသိရင်နိုင်ငံရှင်ကျင်ညာပြီးသူ့ကိုထိတ်တိုက်တွေးမယ်ပြောချင်တာကသူ့ကိုနိုင်ငံရေးရအန်တုကျင်လို့ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖွဲ့သလိုပဲတိုင်းရင်းသားတွေကလည်းသူ့ကိုနိုင်ငံရေးရအန်တုကျင်လို့နိုင်ငံကျင်ညာခိုင်းတာတိုင်းသားတွေကိုခွဲဆက်စေချင်တာမဟုတ်ဘူး ပြောချင်တာကမင်းအွန်လိုင်းကိုတိုက်ခိုက်မဲ့မီးဗျူဟာတစ်ခုပဲအဲ့တော့နိုင်ငံကြီးညာပြီးတော့ချရမှာအဲ့တော့နိုင်ငံကြီးညာပြီးနိုင်ငံနိုင်ငံတွေရနိုင်တဲ့စစ်လက်နက်ပစ္စည်းဝယ်ခွင့်เนาะစစ်လေရင်ဝယ်ခွင့်เนาะစီးပွားရေးလုပ်ခွင့်เนาะနိုင်ငံရဲ့အချုပ်အခြာအာဏာဆိုတဲ့ရပိုင်ခွင့်တွေကိုကိုကတောင်းမှာကုလသမဂ္ဂကအစီအမံပြုတာမပြုတာကိုလုံးမဟုတ်ဘူးအဲ့ဒီတည်းမှာတနိုင်ငံကအစီအမံပြုလိုက်ကိုထောပြီးဒါကိုပြောချင်တာမင်းအွန်လိုင်းကို အပြုတ်တိုက်မဲ့ဗျူဟာတဲကတကယ်အရေးကြီးတဲ့မဟာစထရက်တဂျီ တစ်ခုပဲမြောက်လိုင်းပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုပလင်ကိုကျွန်တော်တို့မဖြုတ်ချနိုင်ခင်မှာအဲ့ပလင်ကိုကျွန်တော်တို့အစိမ့်စိမ့်မှမှာခွဲပြီးတော့အဲ့ဒီမှာကိုကဝင်ယူမှာပလင်ပလင်ပေါ်မှာရတဲ့ပလင်ပလင်ရဲ့အခွင့်အရေးကိုကိုကခွဲခြားစိတ်ဖြာပြီးတော့တစိမ့်ရိုက်တစိမ့်တမတ်ရိုက်တမတ်တပြားရိုက်တမတ်ခွဲယူခြင်းပဲပြောချင်တာကမြောက်လိုင်းရဲ့ပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုကျွန်တော်တို့ကမျိုးတုံးအောင်လုပ်ခြင်းတစားစီဖဲ့ထုတ်ခြင်းလုပ်ခြင်းပဲအဲ့ဒါကြောင့်ကျွန်တော်ကနိုင်ငံကြီးညာခိုင်းတာအစိုးရကြီးအမြန်ကြီးညာပါ လူကြီးမင်းတို့ဒီချိန်မှမှမယူရရင်တော့ဘတော်မှမရဘူးနော်ကျွန်တော်တိုင်းသားတွေအားလုံးကိုကျွန်တော်အကြီးအကျယ်တိုက်တွန်းနေတယ်လူကြီးမင်းတို့ဒီဝါအစကျွန်တော်တိုက်တွန်းနေယူတော့ဝါကိုကန်တောင်းပလောက်အကုန်ယူတော့နော် လူကြီးမင်းတို့ဒီဒီအခွင့်အရေးမှာဒီမင်းအောင်လိုင်းကိုဒီလိုနိုင်ငံရေးနီးနဲ့အပီးမဖြိုနိုင်ပြီးဒီအခွင့်အရေးကိုမယူနိုင်ဘူးဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လို့ဝါတာကြီးအီရန်ကိုဖြိုဖို့ကဒီတနည်းပဲရှိတယ်ဒီအခွင့်အရေးတစ်ခုပဲရှိတယ်အင်းနေရတာအမေရိကန်သမ္မတသမ္မတလုပ်လိုက်ဘူးဆိုရင်အဲ့ဒီအခွင့်အရေးပြန်မရတော့ လူဆိုတာမိုးရွာတော့ယူခံရတာအခုမင်းအောင်လိုက်ရဲ့အနေထားကဘာကြီးနဲ့ရံဖြစ်နေတဲ့ကဘာကြီးရဲ့ရံသူကျွန်တော်အခုတေချာကိုထောက်ပြနေတယ်နော်တရုတ်ရုရှားအီရန်မြောက်ကိုရီးယားဒီကဘာရဲ့ရံသူဒီမိုကရေစီရဲ့ရံသူ adversary လို့သူတို့သုံးတယ်ရံသူကဘာရံသူနေနဲ့ပေါင်းနေတဲ့မင်းအောင်လိုက်ကိုကဘာကြီးကလည်းအနှိမ့်ဆုံးရံသူလို့မသတ်မှတ်တော့ရံသူတပည့်လို့တော့သတ်မှတ်မှာဖြစ်တဲ့အတွက်ဒီအခွင့်အရေးမှာကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေကျွန်တော်တို့ရဲ့လက်နက်ကင်တွေက ကဘာကြီးမှာလူရဝင်ကျင်တယ်ကိုကိုနိုင်ငံတကာကဆက်ဆံကျင်တယ်ဆိုရင်တော့အဲ့ဒီအခွင့်အရေးကိုအမိရကင်ပြီးဒီချိန်မှာနိုင်ငံရေးရတိုင်းရင်းတမန်ရေးနီးရမင်းအောင်လှိုင်ကိုတိုက်ခိုက်ဖို့တန်နီးပဲရှိတယ်အစိုးရတွေကျင်ကြတော့အစိုးရကျင်ကြဖို့အတွက်လက်နက်ကင်ဖွဲ့လို့တယ်ရဲလို့တယ်အုပ်ချုပ်ရေးလို့တယ်နေမြေလို့တယ်အခုကျွန်တော်တို့မှာဒီအချက်လက်တွေအားလုံးနဲ့အကုန်ပြည့်စုံနေပြီအေးမှာလည်းပြည့်စုံနေပြီကချင်မှာလည်းပြည့်စုံနေပြီကရင်လည်းပြည့်စုံပြီကရင်ညီပြည့်စုံပြီချင်းပြည့်စုံပြီရှမ်းဆိုပြောစရာတော့မလိုဘူးဗျာ ဲ့တော့ဒီအခွင့်အရေးသခိုင်းဆိုလေ NUG ကပြည်စုံနေပြီ။နေမြေလက်ရှိတဲ့လက်နက်လက်ရှိတဲ့အုပ်ချုပ်ရေးလက်ရှိတဲ့တရားရုံးလက်ရှိတဲ့။နော်ကရင်မှာလည်းတရားရုံးရှိတယ်။နော်ဝါမှာလည်းတရားရုံးရှိတယ်။နော်အုပ်ချုပ်လို့ရနေပြီ။တောင်းပလောင်မှာလည်းတရားရုံးနေနဲ့အုပ်ချုပ်နေပြီ။အဲ့တော့ကို့မှာမြေလက်ရှိပြီလက်နက်လက်ရှိပြီနေမြေလက်ရှိပြီဆိုတော့ challenge ခေါ်စမ်းပါ။မင်း online ဒီဒီနေ့ကမ္ဘာရန်သူနဲ့မိတ်ဆွေသက်လောက်ထားတာဖြစ်တဲ့အတွက်ရန်သူရဲ့မိတ်ဆွေကကိုရန်သူလေ။ကမ္ဘာကြီးအဲ့လိုပဲသတ်မှတ်ပါ။ ဲ့တော့ဒီအခွင့်အရေးကိုကုလသမဂ္ဂကိုကျွန်တော်တို့ကကြော်လိုက်ကုလသမဂ္ဂကိုမမျှော်နဲ့ခဏဖယ်တာဒါတိုက်နိုင်ငံတွေကကိုယ့်ကိုဆက်သွယ်လာနိုင်မယ်ဒီနေ့ထိုင်းနဲ့ကမ္ဘောဒီးယားကိစ္စကိုထိုင်းဘလို့ကစားနေတယ်တွေ့တယ်မလားမြင်အောင်ကြည့်ကမ္ဘောဒီးယားစီတရုတ်လူမင်းအောင်လိုက်လူနိုင်ငံရေးတန်တမာရေးဖြစ်နေတဲ့အနေအထားများအရအကောင်းဆုံးအချိန်တွေးပူနေတဲ့အချိန်ကမ္ဘာကြီးကတရုတ်ယံရုရှားယံအီရန်ယံကိုပြောနေတဲ့အချိန်မှာအဲ့ဒီအီရန်နဲ့အီရန်နဲ့လည်းသပောင်းနေတယ် တရုတ်နဲ့လည်းပေါင်းတယ်ရုရှားပြည်လည်းအချိန်ချင်းသွားနေတယ်မင်းအောင်လှိုင်ဒီကဘာကြီးကရန်သူအဖြစ်ကိုပုံဖော်ပေးရမယ်အချိန်ပွပွလင်းလင်းထောက်ပြရရင်မင်းအောင်လှိုင်တို့ကိုကဘာနဲ့ရန်တိုက်ရမယ်အချိန်ကဲတုံးကြီးကျွန်တော်ဘလို့ထင်ကြလဲအခုချိန်မှာ UG တွေကသူတို့လောက်တင်တဲ့အရာတွေကိုလောက်နေပြီလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါပေမဲ့နိုင်ငံကတော့သူတို့ကြုံရမှာတော့မဟုတ်ပါဘူးကျွန်တော်အမြင်ပေါ့နော်ကြုံရတင်ပါတယ်ဥလှိုင်ဝင်းပြုတ်သူတို့ပေါ့နော် အချင်းကောင်းအချင်းရှိခိုက်လုံလဆိုင်မကြောသွားစေနဲ့ အချင်းကိုယူတက်ရမယ်အချင်းကိုတုံးတက်ရင်တော့ကျွန်တော်တို့တွန်လိုင်းကြီးကြီးကအမြင်ဆုံးအောင်ပါပါဒေတာဆိုရင်တော့ video လူတရာမှာသူရေးကောင်းစေရောက်တစ်ချက်လောက်ရှူချရအောင်ငါဘွယ်ထဲမှာတရားလေးရတော့မင်းတို့ဘီတူစစ်တွေဘီတူစစ်ငါပေါ့တပိအတွင်းနော်ညခံမာလာကုကုတတ်တည်မာလာဘောမတဲကောင်းပါ့ဘယ်အဲ့တော့မှာနော်အဲ့တော့တမရောချိမှန်လို့တမရောတမရောကမိတမရောကဖားပဲအဲ့ဒါမရှိရင်တိုင်းပြည်ပြည်စည်းမှာပဲ 好了好了，好嘞！这个那当中啊，门头当。门前河畔那边多少块？北京河畔，北京房子，签个标，签标了没那么多块？签有啥的？签没啥的？有第二楼在的嘛？没那么多五万，都在高头了啊！有人。哎，没得。你也是买房了吧？还在买房吗？今年看每天的钱嘛拿，过后再兑嘛了。我我在这。哎妈！鸭子，新八糟的，是不是鸭子？确实呀。 ဘာတိတ်ကလည်းမချနိုင်ဘူးเนาะငါလည်းပစားတဲ့ကိုကြီးနေတော့ထဲလာတယ်ကြီးတော့မအောင်ရင်တော့ဟုတ်လားဟုတ်ကိုတဲ့ကြောက်လိုက်တာကွာလာလိုက်တာဘယ်တော့မှရှင်မပါမခံဘူးဟုတ်လားကြီးရင်ကကငါတို့မသေးနိုင်ဘူးတခါလို့တိတ်ကလည်းဟုတ်လားစစ်ရတော့သေမှာပဲမင်းတို့အောင်ဝဲနဲ့ပြန်လာမယ်ငါစီရမ်းနဲ့ကြိုးမယ်မင်းတို့ခုနပေးတာတတော်စီနော်တောင်းစီလောက်ပါလားကွာတောင်းတောင်းတောင်းတန်းစီတွေပေါ့သူတို့ခေါင်းဆောင်ကိုကြည့်ကြပါဦးကွာ ငပုတ်တပေးတွေငပုတ်တပေးတွေစစ်မေပြမှာစေကောင်သွားတော့မယ်အဲ့ဒီစေကောင်ကိုဘဲတော့မှပြင်လာမှာမဟုတ်ဘူးသူတို့မျက်နှာလေးတွေကိုကောင်းကောင်းကြည့်ထားချက်တုံးချင်းတော့နောက်ဆုံးမြင်တဲ့မျက်နှာလေးတွေဖြစ်ပါတယ်မြမပြမှာလုံးဝတွေးမှာမဟုတ်တော့တဲ့ပီတူစစ်စေကောင်ဖြစ်ပါတယ်လို့ဒီကနေ့အကြုံရချင်းပါတယ်ဟာတာလေးတွေပါဟာတာနေနဲ့ကြည့်ပေးပါနော်ကြည့်တာဆိုရင်တော့နောက်ဗီဒီယိုမြမပြကုန်စေနှုံချအောင်ဘလူလောက်ရမလဲခွေးလက်လှဆွေတစ်ချက်လုံးနဲ့စင်ကြည့်အောင် အဲကျွန်တော်တို့စီပါအခုကားစီလည်းတက်တာဗောနော်ဘာတွေတက်တယ်ဟိုဘာတွေတက်ညာတွေတက်တယ်အဘကြုံမူကြီးတန်းရွှေလည်းတက်ဖုန်းတစ်လုံးကိုစင်ကတ်တစ်ခုဟာသိ50 60ပေးရတယ်ဗျအဲဆို50 60ပေးရတော့ဟာအပြေပါဟာသူကြားနိုင်ငံတွေမှာဈေးချိုတယ်ဗောဒီမှာပြသိကြဟာရောက်အဲ50 60ပေးဖုန်းပြောချင်အဲ့ဒါပေးကားဆိုရင်အပြေမှအဲ့ဒါနိုင်ငံသားမှာသိ30 40 50လောက်ရှိတယ်ဟောမြန်မာပြည်အောင်သိ300 အဲ့အဲ့ပြဿနာလေးအဲ့ဘယ်လိုမူတန်းရှိလဲတဲ့ကအဲ့လိုကြက်ပါတယ်ကြက်ပြီးတော့ရရပစ္စည်းရလို့ဟာရရပစ္စည်းပြောင်းနေပြီးတော့ဤဆောက်တယ်ဟာဆေးမြောင်းတရာဒီလာနေဖောက်တယ်ဟာရန်ကုန်မန္တလေးဟာနေပြီးတော့အမြန်လန်းကြီးဖောက်တယ်ဟောအကုန်လုံးပိတ်ထားတာနော်အဲ့ချိန်မှာအကုန်လုံးပိတ်ထားတာကျွန်တော်တို့နိုင်ငံအကုန်လုံးပိတ်ထားတဲ့အချိန်မှာဒါကြီးထထထဘယ်ပစ္စည်းရရအဲ့ပစ္စည်းဟုတ်လားပစံနေကပစံနေအခုသင်ထပြန်ပြီဒီကြီးဒါပေမဲ့ ဦးသိန်းစိန်ရွေးကောက်ပွဲနဲ့တက်လာပြီရွေးကောက်ပွဲနဲ့တက်လာတဲ့ဦးသိန်းစိန်ရောက်လာတော့အာနိုင်ငံတကာအကုန်ဖြေလျှော့သွားပြီဒါက legitimacy ရှိတယ်ဘာသာဖြေလျှော့သွားတဲ့အချိန်မှာဟာရောအဖုန်းတစ်လုံးကိုတုံးတာအဲဟိုက်ဂျက်၃စီးကိုတိန်းတရာဘာညာနဲ့အကုန်လုံးစီးရှောအကုန်လုံးဖြေလျှော့ပြီအဲ့လိုဖြစ်သွားတယ်အဲအခုချိန်မှာအဲတမလို့ဆိုပါပြနေလို့ဘာပြကြော်မိုးထုံးလို့ဘာလို့တွန်အင်ဒရူးတို့ကဟာမြန်မာပြည်က အပစံနေကိုဖြတ်မဲ့ဘာညာနဲ့စင်ကာပူဘန်နဲ့ဘန်ကောက်ဘန်ကပစံနေကိုဖြတ်လိုက်တာသုံးဘုံတဘုံမဲ့ရှိတော့ဘာညာအားလည်းကားသေးစီကလည်းတက်ကုန်တာပေါ့အင်းကောက်ပြီလေအဲ့ဒါအဲ့ဒါလည်းကြသေးချင်ပါအင်းလေလီပါမလဲအခုလာမဲ့ရွေးကောက်ဝင်မှာအလုံးမဲ့ထက်လိုက် legitimacy အခုကောက်ဝင်နဲ့တက်လာတဲ့အစိုးရပြက်တက်လာတက်လာရင်သိစိတ်ကြီးကကဲတော့ပြာဟိုအကျက်တော့စီအဲ့ဒါအဲ့ဒါ ်ဩကျော်မထွန်းတို့အန်ယူဂျီတို့ကြောက်အနောက်အစုရဲ့ကရပိမှုကြောက်ညီမကြီးမစစ်တက်နေစစ်တက်တာတကြောက်ဩတက်တာမဟုတ်ဘူးနော်အဲ့ဒါမတိပါစလို့ဒါလည်းစဉ်းစားသဲကြမဲတပြားမဟုတ်ဘူးနော် အသေးကြမဲတပြားအုံနောက်နဲ့စဉ်းစားမဲတပြားကျွန်တော်တို့ကဦးနှောက်နဲ့စဉ်းစားတာမင်းကခွေးပစက်နဲ့ပြောတာဘသူယုံမှာလဲခွေးမသားရဲ့မေးပေးလို့ဆိုရင်ဂုံရဲနှုံတို့ကြားတော့မင်းတဲ့ မြန်မာပြည်ကလူတွေတဝက်လောက်မေးပေးခိုင်းမယ်ကွာမင်းတို့စစ်ခွေးတွေရှိသေးရကြမှာမဟုတ်တော့ဘူးအဲ့ဒါဘူးလို့မှတ်ထားဟုတ်ပြီနော်အဲ့လိုမျိုးလူတွေကျွန်တော်တို့မြန်မာပြည်မှာရှိလို့ကျွန်တော်တို့နိုင်ငံခုချင်းတိမတူတတ်သေးတာမင်းတို့တည်တဲ့နောက်ပိုင်းမှာပဲကျွန်တော်တို့နိုင်ငံတူတတ်မှာဟုတ်ပြီနော်ဘူးတော့ဟုတ်ကဲ့ပါတုံငင်ချင်းတို့ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစစ်ကြပါ I love you all God bless you all thank you for your time